ပျော်လဲ live ကမပြောင်းဝမ်းနဲ့လည်း live ကမပြောင်းဆိုဒီမှာဆက်နေလိုက်တော့မယ်ဟုတ်ကဲ့ Hello ဒီ video လေးကတော့ဘွားမှာပထမဆုံး flight cancel ဖြစ်သွားပါတော့။တေကျူးမလေးတွေရမ်းကြည့်ပြီးတော့အဲ့ဒါနဲ့ပဲစိတ်ညံ့ညံ့နေပဲ။အသားကင်သွားစားပြီးတော့တေကျူးမနောက်တညထက်နေလိုက်ပါတယ်ရှင်။ ီနေ့တော့ဂျေဂျူကနေဘူဆန်ကိုသွားပါပြီ။ရှင်အစားအလေဘူဆန်မှာနှစ်ညရေသုံးရက်နေမယ်ဆိုရဟိုတယ်လေး book ပြီးအကုန်လုံးလဲလုပ်ပြီးအဲ့ဒါအောင်မှသွားမယ့်နေ့မှာဂျေဂျူမှာမုံတိုင်းတိုက်ပြီးတော့ဟို flight cancel ဖြစ်သွားပါတော့။အခါကြတော့ဂျေဘူဆန်ကိုခုမှပဲရောက်ပါတယ်။ finally ဘူဆောင်ရောက်ခဲ့ပါပြီဘူဆောင်ရောရရန်လာပါတယ်ရှင် အားကြောင့်မလို့ solo travel သွားရဆိုတာတစ်ခါလေးလဲအခက်ခဲလေကြုံရရပေါ့နော်ဒါမဲ့ရှင်ကပြောပါတယ်အခက်ခဲတွေရင်ဆိုင်ရတာအဲ့တော့သစမင်း first day first one တော့ရဲရောက်ချင်းမဲ့ hotel မှာအထုတ်ချပြီးတော့စားသောက်ဆိုင်ရှာပါတော့တယ်ဘိုင်လင်းရန်စာနေပြီပူဆန်လေးလေးတိုက်လိုက်တာပြောမိပါနဲ့ဒါတော့ جماعه ရဲ့ fashion လေးတစ်ဖြတ်ပေါ့ကိုရီးယားဆိုင်နေတိုင်းစားရရိုးလာလို့ဆိုပြီးတော့ဒီနေ့တော့အပြောင်းလဲလေးပေါ့နော် အခုကတော့ Honde Beach ကိုသွားနေတဲ့လမ်းမပေါ့နော်အဲ့ဒီလမ်းမအုံအုံရည်ဆိုင်တွေ့လို့မြမလိုမျိုးအုံကြီးထင်ပြီးတော့ဝမ်းသာအားရနဲ့ဝယ်ပြီးတော့တောက်လိုက်ပါတယ်ရှင်ဘုန်းနဲ့ရခဲ့ပါပြီ Time လေးမြမပြေအုံဒီနဲ့အုံရည်နဲ့လုံးဝမတူမကြိုက်ဘူးဘာရသားကြီးမလည်းမသိဘူးတော့ဒီစတောင်းနေတာအကွမ်ဂလီဆိုတဲ့ဘီချ်ကို စေတနာလူကူးများများအတွေ့ပြီးဘက်စီသွားမယ်ဒါတော့ညနေဘပေါ်တော့ကန်ကလီဘစ်သွားမယ်ဆိုပြီးတော့ပြန်ထွက်လာတာပါအဒီရောရှင်ဘတ်ကားပဲစီးသွားတော့မယ်ဒါတော့စတေရှင်မှာလှတော့ဆိုပြီးတော့ရှောင်ရိတ်ထားတာပါနောက်ဆုံးတော့ကန်ကလီဘစ်ကိုရောက်သွားပြီပေါ့နော်ညဘက်ဆိုရင်တော်တော်လေးကိုလာမှာအခုကတော့ညနေဘပေါ်ရမ်းမမောင်သေးဘူး ကွမ်ဂလီဘီချ်လဲ GBY ဆိုတော့အခုကတော့ရှင်နေတဲ့ဟိုတယ်ရှိတဲ့ Homestay Beach ကို Homestay Beach ဘက်ကိုပြန်တော့မှာပေါ့နော်ဒါတော့ Homestay Homestay လာ Homestay Beach ညဘက်ကလည်းမိုင်းနေလူတွေများရဆော့တော့မြော် ဒီတော့ဘာမှမလာပါဘူး။ဒါဒီဘက်ကမြင်ရတဲ့မြို့လင်းထိုင်းနာပဲဒီဘက်မှာဆန်းဆောက်ဆိုင်နေဒါတော့ဟော်ရှွန်တဲဟိုတယ်နားမှာရှိရဲ့ဈေးလမ်းပေါ့နော်အဲ့ဒီမှာဆိုရင်အများဆုံးကတော့ဒီပင်လယ်စာဆိုင်တွေပေါ့နော်သူတို့ကအရှိမပြထားတဲ့အရှင်တွေကိုပဲချက်ပါချက်တာပေါ့နော်အဲ့ဒါကိုပဲလက်ဆက်ဆက်ဆိုပြီးတော့ဒါမျိုးလေးပေါ့ကျွန်တော်မစားခဲ့တော့ပါဘူး တခြားဆိုင်လေးလည်းအများကြီးရှိရပါတော့နော်ဒါတော့နောက်တစ်နေ့ပေါ်ရွှေအမှန်တကယ်တော့လေအဲ့ဒီရထားလေးရန်လှရထားလေးလည်းစီးမဲ့ဆိုရင်အကုန် booking လုပ်ပြီးသားဒါပေမဲ့ flight cancel သွားတော့ပထမရက်မှာတည်းအကုန်ပေါ့တော့အခုတော့ခြေဦးတင်ရပဲရှုပ်သွားရမယ်ဆိုပြီးတော့သွားချင်တဲ့နေရာရှုပ်သွားခုကနေစာပြီးတော့ဘောနော်ခြေဦးတည့်ရရှောက်သွားတော့မှာပါဘူးဆန်မြို့ရို့ တွေ့ရတယ်ရိုက်ချင်းတရရှောက်တော့ခိုင်ကြလို့ခီးသွားလေလို့ချင်းဦးတရရှောက်တော့ပြောဖို့ကောင်းတယ်အရန်စီစဉ်လို့ရှင်လေပင်မန်းလာရဲ့အခုရောက်နေတဲ့နေရာလေးကတော့ Gamchon Culture Village ဆိုလားမသိနာမည်တော့မှန်မှန်မသိဘူး Culture Village ပေါ့နော်ဒီနေရာလေးကအရင်တော့ဆိုရင်ကိုရီးယားရဲ့အင်ချီယာမဲ့နေပေမဲ့အစိုးရရဲ့စီစဉ်နဲ့လိုမျိုးလေးလုပ်လိုက်တာလို့ပြောကြပါတယ်ဒီနေရာလေးလည်းရမ်းစိတ်ဝင်စားဖို့ကောင်းလို့သွားလဲကြပါလို့နားဝယ်လာရဲ့တော်တော်လေးနဲ့

ဒါလေးကတော့ရှင်ရဲ့ဘူဆန် trip လေးပေါ့နော်စီစဉ်ထားအရာရင်မဖြစ်လာပေမဲ့လေအာစိတ်ညစ်နေလဲမထူတော့ရဲ့အရာလောကကြီးမှာပေါ့နော်ကိုကစိတ်တော့ညစ်မနေဘူးဒါကတော့အရှင်ပြန်มาပြီးဘူဆန်ကိုနှုတ်ဆက်ပြီးတော့အဆုံးထိကြည်ပေးလို့ဂျေစုတင်ပါတယ်ရှင်လဲလေးကိုရီးယားမှာရန်ကိုပြောခဲ့တယ်ကိုရီးယားကိုဇက်ကားထဲမှာကြည်ပူတဲ့အချိန်ပဲပေါ့နော်အဲဆိုရင်နောက်မှထပ်တွေ့မယ်ဘိုင်ဘိုင်